တောင်ကိုရီးယားသမ္မတအသည့်အဖြစ်ဒီဂျေမြောင်စတင်တာဝန်ထမ်းဆောင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တောင်ကိုရီးယားနိုင်ငံတော်ရွေးကောက်ပွဲကော်မရှင်မှတမရာတေလီကျဲမြောင်ရွေးကောက်ပွဲအနိုင်ရခြင်းကိုဗုဒ္ဓဖူးနေ့ကအတည်ပြုလိုက်ပြီးနောက်၅နှစ်သားတမရာတာဝန်တရားဝင်စတင်လိုက်ပြီးဖြစ်ပါသည်။မျက်နာစုံကြီးအစည်းအဝေးပြုလုပ်စဉ်သေးတာစန်းတော်ချိန်နနက်6နာရီ23မိနစ်မှရွေးကောက်ပွဲအကဲဖြတ်စောင့်ကြည့်ရေးအဖွဲ့ကအတည်အမှတ်ပြုလိုက်ပြီးလီကျဲမြောင်ကတမရာရာထူးလက်ခံရယူလိုက်ပါသည်။ ရခိုင်သမရဟောင်းရဲ့စစ်အုပ်ချုပ်ရေးကြံရွယ်မှုမအောင်မြင်ခြင်းကြောင့်ရွေးကောက်ပွဲကနေသမရအဖြစ်ရွေးချယ်ခံရတာဖြစ်တဲ့ဖြစ်အကူအပြောင်းကာလမရခဲ့ပါဘူး။ Liberal Democratic Party မှလီချဲမြောင်ကတရက်တပြက်ရွေးကောက်ပွဲမှာမဲဆန္ဒ49သရမ6နှစ်ရာခိုင်နှုန်းရရှိခဲ့ကကွန်ဆာဗေးတစ်ပြည်သူအာဏာပါတီမှ53သရမ15ရာခိုင်နှုန်းမဲရရှိတဲ့အထူးကပြိုင်ဖက်ကင်မွန်စုကိုအနိုင်ရခဲ့ပါတဲ့ ဗုဒ္ဓဘူးနေနနက်ပိုင်းမှာလီချဲမြောင်ကရောဤထိုးရှိရမျိုးသားညီလာခံရှိမှာမိခွန်းပြောခဲ့ပြီးပြည်သူတွေကိုကျေးဇူးတင်ရှိကြောင်းထုတ်ဖော်လိုက်ပါတယ်။ရခိုင်အချိန်မှာအရေးကြီးဆုံးကတိုင်းပြည်စည်းပွားရေးပြည်လဲတိုးတက်ရန်နဲ့ပြည်သူလူနေမှုဘဝများပုံမကောင်းမွန်ရန်ဖြစ်တယ်လို့အလေးထားပြောသွားပါတယ်။ ပထမဆုံးအနေနဲ့ American Dollar နဲ့ရှင်ရင်စက်တိုက်တန်ဖိုးချာဆင်းနေတဲ့ Korea Won ကိုအနာဂတ်မှာတည်ငြိမ်နေစေပြီးတော့ဈေးနှုန်းတွေလည်းတည်ငြိမ်နေစေဖို့မျှော်လင့်ပါတယ်လို့သိုးဒေတာခန့်တအူးကပြောပါတယ်။ နောက်တဦးကလည်းစီးပွားရေးအခက်ခဲများရင်ဆိုင်နေရတဲ့လုပ်ငန်းရှင်များနဲ့အိမ်ထောင်စုတွေဟာအစိုးရကနေထောက်ပံ့ကူညီပေးဖို့ကို မျှော်လင့်နေကြကြောင်းချင်းဝေပြန်ဆက်မှုဝင်းထုံလျှော့ချစေရန်အတူနှုံတွေဆက်လက်ကြာစင်းဖို့မျှော်လင့်နေကြောင်းပြောတော်ပါတယ်လို့သိရပါတယ်ရှင်။